မင်္ဂလာပါကျွန်တော်ဖတ်ခဲ့သောတမန်ကျမ်းစာထဲကမပြောင်းလဲသောသခင်အကြောင်းဝင်ငှချင်ပါလားကျွန်တော်တို့အသက်ရှင်နေတဲ့လောကကြီးကိုတစ်ချက်ကြည့်လိုက်ပါဘယ်အရာကမှတည်မြဲနေတယ်လို့မထင်ရပါဘူးယာတိဥဒုတွေပြောင်းလဲနေတယ်နိုင်ငံရေးစီးပွားရေးအခြေအနေတွေပြောင်းလဲတယ် မနေ့ကခင်ခဲ့တဲ့မိတ်ဆွေကဒီကနေ့ရန်သူဖြစ်သွားနိုင်တယ်။မနေ့ကကျမ်းမာနေတဲ့ကျွန်တော်ရဲ့ခန္ဓာကိုယ်ကဒီနေ့မှပဲနာမကျန်းဖြစ်သွားနိုင်တယ်။ဒီလိုအရာအလုံးပြောင်းလဲနေတဲ့လောကကြီးထဲမှာကျွန်တော်ရဲ့စိတ်နှလုံးကိုဘယ်အရာပေါ်မှာတည်ထားပါသလဲ။ပြောင်းလဲတတ်တဲ့အရာတွေပေါ်မှာတည်ထားရင်ကျွန်တော်ရဲ့ယုံကြည်ခြင်း၊မျှော်လင့်ခြင်းနဲ့ညီသက်ခြင်းတွေဟာလှိုင်းပုတ်တလို့လိုက်ပြီးပြောင်းလဲနေမှာပါ။ ဒါမဲ့ဒီနေ့မှာကျွန်တော်တို့အားလုံးအတွက်ကြီးမားတဲ့ခွန်အားနဲ့ကြောက်ဆောင်တဲ့ဖွဲ့ခိုင်မာတဲ့တည်ငောင်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့ဟေပြေဩဝါဒစာခန်းကြီး73အငယ်10မှာဖော်ပြထားတဲ့အတိုင်းပါ။သခင်ယေရှုခရစ်တော်သည်မနေ့ယနေ့နဲ့နောင်ကာလအစဉ်အဆက်ပြောင်းလဲခြင်းမရှိဆိုတာပါပဲ။ဒီကျမ်းပိုက်ဟာသခင်ခရစ်တော်ရဲ့မပြောင်းလဲနိုင်သောသဘောတရားကိုကြီးညာနေခြင်းဖြစ်ပါတယ်။ ဘာရီမပြောင်းလဲတာလေကိုရောရဲ့သဘောတဘာဝဘုရားသခင်ဖြစ်ချင်းကိုရောရဲ့ဇရိတကိုရောရဲ့မေတ္တာတန်ရှင်းခြင်းဂယုဏတစ္ဆာစောင့်တိခြင်းကိုရောရဲ့တကောရောအနာယောဂါကိုငြိမ့်စေခြင်းကဲတင်ခြင်းသိခြင်းကိုအောင်မြင်ခြင်းကိုရောရဲ့ဂရိတော်နဲ့ရည်ရွယ်ချက်ဘယ်တော့မှမပြတ်ကွက်ပါဘူး အချိန်တွေဘလောက်ပဲပြောင်းသွားပါစေကျွန်တော်တို့ကိုးကွယ်တဲ့သခင်ယေရှုခရစ်တော်ဟာဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ဘူးလို့တမန်ကျမ်းစာကအာမခံနေပါတယ်ဒီနေ့ဒီကျမ်းပိုက်ကိုအပိုင်း၃ပိုင်းခွဲပြီးတော့ကျွန်တော်တို့လေ့လာကြရအောင် ပထမဆုံးအနေနဲ့မနိကဆိုတဲ့စကလုံးကိုကြည့်ရအောင်ဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကကျန်းစာထဲမှာမှတ်တမ်းတင်ထားတဲ့ကိုရောရဲ့သမိုင်းဝင် အသက်တာအမှုတော်ဆောင်ခြင်းပြီးတော့ထာဝရကာလကလေးကတည်ရှိနေခြင်းကိုရည်ညွှန်းပါတယ်လောကကြီးမတည်ရှိခင်ကလေးကအချိန်ကာလတွေမစတင်ကလေးကကိုရောဟာရှိနေပြီးသားပါရှင်ဟောခရစ်ချန်ခန်းကြီးတင်းအငယ်တအဆဦး၌နှုတ်ကပတ်တော်ရှိမနိကသခင်ယေရှုဟာအဆမရှိအဆုံးမရှိတည်ရှိနေတဲ့ဘုရားသခင်ဖြစ်ပါတယ် ခရစ်ဝင်ကျမ်းလေးကိုဖတ်ကြည့်ပါမနေ့ကသခင်ယေရှုဟာမျက်မမြင်ကိုမျက်စိမြင်စေခဲ့တယ်နူနာဆွဲသူကိုတန်ရှင်းစေတယ်မကောင်းဆိုးဝါးတွေကိုနှင်ထုတ်တယ်မုန်တိုင်းကိုငြိမ်သက်စေတယ်သေလွန်သောသူကိုရှင်ပြန်ထမြောက်စေခဲ့တယ်သခင်ယေရှုဟာအနာရောဂါအမျိုးမျိုးတို့ကိုငြိမ်စေတော်မူတယ်မနေ့ကသခင်ယေရှုဟာတကိုးကြီးသောအနာရောဂါငြိမ်စေတော်သူဖြစ်ခဲ့ပါ ိုရောဟာအပြစ်သားတွေကိုကယ်တင်ဖို့လောကားတိုင်းမှာကျွန်တော်တို့ရဲ့အပြစ်ကြွေးတွေကိုအသေးခံပြီးသုံးရမြောက်တဲ့နေ့မှာတေခြင်းကိုအောင်မြင်ပြီးရှင်းမြန်ထားမြောက်ခဲ့ပါကောရင်သူဩဝါဒစာပထမစာဆောင်ခန်းကြီး15အငယ်3ကနေ4မှာရှင်းလင်းစွာတသက်ခံပါတယ်တခင်ခရစ်တော်သည်ကျမ်းစာလာသည့်အတိုင်းငါတို့အပြစ်များအတွေ့အသေးခံတော်မူပြီးသုံးရမြောက်တော်နေ့၌ထားမြောက်တော်မူ၏ဒါကတော့မနစ်ကတခင်ယေရှုပါဒါပေမဲ့မေးစရာရှိတာကအဲ့ဒီတကိုးတွေကဲ့တင်ခြင်းတွေကအတိတ်မှာပဲကြံခဲ့ပြီလား တမန်ကျမ်းစာကမနိကလို့ပဲမပြောပါဘူးယနေ့လို့ဆက်ပြောပါတယ်ကိုရောဟာယနေ့မှလည်းထိုနီးတူဖြစ်နေတုံးပဲဆိုရင်ဒါဟာကျွန်တော်တို့အတွက်ဘာအတိတ်ပဲရှိပါတယ်လွန်ခဲ့တဲ့နှစ်2000ကလူတွေကို ကယ်တင်ခဲ့တဲ့တကိုးဟာဒီနေ့ရော့နေသွားပြီလို့မထင်ပါနဲ့ကိုရောရဲ့အသွေးတော်တကိုးဟာယနေ့မှလည်းကျွန်တော်တို့ရဲ့အပြစ်တွေကိုစေးကြောနိုင်စွမ်းရှိနေတော့မှာပဲတမန်တော်ဝုဒ္ဓခန်းကြီးလေးအငယ်စနစ်ကဒီလိုကြေညာပါတယ်သခင်ယေရှုဤနာမတော်မှတပါငါတို့ကိုကယ်တင်နိုင်သောနာမတစ်စုံတစ်ခုမြားကောင်းကင်အောက်လူတို့တွေမပေါ်မရှိဒီနာမတော်ဟာယနေ့လည်းအစွမ်းထက်နေတော့မှာပဲတကယ်လို့မနေ့ကသခင်ယေရှုဟာမျက်မမြင်ပါတိမဲကိုမြင်စေခဲ့ရင် ယနေ့သခင်ယေရှုဟာလည်းကျွန်တော်တို့ရဲ့အသင်းတော်ထဲကကျွန်တော်တို့ရဲ့မိသားစုထဲကအနာရောဂါတွေကိုငြိမ်းစေနိုင်တုံးပါပဲသူ့ရဲ့တကိုးတော်ရော့မသွားပါဘူးအရှင်ယကုဩဝါဒစာအခန်းကြီး9အငယ်15ကယုံကြည်ခြင်းဤစုတောင်းပတနာသည်ဖျားသခင် ထားမြောက်စေတော်မူမည်ဘယ်ဖျားသခင်လဲယနေ့အသက်ရှင်နေတဲ့သခင်ယေရှုပါပဲမနေ့ကပင်တိကုတ်တေနေ့မှာတမန်တော်တွေအပေါ်မှာတုံးလောင်းခဲ့တဲ့ဝိညာဉ်တော်တကိုးကိုယနေ့မှလည်း ကိုရောဟာယုံကြည်သူတွေအပေါ်မှာဆက်လက်တွန်းလောင်းနေတုန်းပဲတမန်တော်ဝတ္ထုခန်းကြီးနဲ့အငယ်39မှာဂတိတော်ကရှင်းပါတယ်အကြောင်းမူကားထိုဂတိတော်သည်တင်တို့နဲ့၎င်းတင်တို့ဤသားသမီးတို့နဲ့၎င်းဝေသောသူအပေါင်းတို့နဲ့၎င်းဆိုင်ပေ၏ဝေသောသူဆိုတာဒီနေ့ကျွန်တော်တို့လည်းအပါဝင်ဖြစ်ပါတယ် ကျွန်တော်တို့အားနေနေတဲ့အချိန်စုမတောင်းနိုင်တော့တဲ့အချိန်မှာကိုတော်ဟာခမီးတော်ရဲ့လက်ရာဘက်မှာကျွန်တော်တို့အတွက်ယနေ့အခုဒီအချိန်မှာထိုင်ပြီးဆုတောင်းပေးနေပါတယ်။ဟေဘရဲဩဝါဒစာခန်းကြီးခုနှစ်အငယ်25ကထိုသခင်သည်အစဉ်အသက်ရှင်တော်မူသည်ဖြစ်၍သူတို့အဖို့ဆုတောင်းပတနာပြုတော်မူ၏။မနေ့ကသခင်ယေရှုဟာတမိုင်းဆောင်အုပ်ထဲကပုံမြင်တဲ့ပုတ်မဟုတ်ပါဘူး။ကိုတော်ဟာယနေ့အသက်ရှင်ပြီးယနေ့တကိုးပြကယနေ့ကျွန်တော်တို့နဲ့အတူရှိနေတဲ့သခင်ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့တမန်ကျမ်းစာကကျွန်တော်တို့ရဲ့အကြီးမြတ်ဆုံးမျှော်လင့်ခြင်းကိုပေးပါတယ်။နောက်ကာလတိုင်အောင်ကျွန်ုပ်တို့ရဲ့မျှော်လင့်ခြင်းဟာပြောင်းလဲတတ်တဲ့နိုင်ငံရေးစနစ်တွေပြောင်းလဲတတ်တဲ့စီးပွားရေးတွေပေါ်မှာမူမတည်ပါဘူး။မပြောင်းလဲတဲ့သခင်ယေရှုအပေါ်မှာပဲမူတည်ပါတယ်။မနေ့ကကောင်းကင်ဘုံတက်ကြွသွားရင်ဂတိပေးခဲ့တဲ့အတိုင်းနောက်ကာလမှာကိုရောဟာအသင်းတော်ကိုလာရောက်သိမ်းဆီးဖို့ဘုံတကိုချီသောဘုရင်အဖြစ်ပြန်ကြွလာမှာဖြစ်ပါတယ်။တက်တာလောနီဩဝါဒစာခန်းကြီးလေးအငယ်16ကနေစခွန်ထဲမှာဖယားသခင်ဒီကောင်းကင်ဘုံမှာကို တိုင်းစဉ်သက်တော်မူ၍ငါတို့သည်သခင်ဘုရားထံတော်သို့အစင်မပြတ်ရောက်ရှိကြလက်တံဒီကတိတော်မပြောင်းလဲပါလောကကြီးကအမားကိုအမှန်အမှန်ကိုအမားလို့ဘလောက်ပဲပြောင်းလဲပြီးပြောနေပါစေကိုရောရဲ့ဖြောင့်မတ်ခြင်းဆန်နှုံးတွေဟာဘတော်မှပြောင်းလဲမှာမဟုတ်ပါဘူးတိမောသင်ဩဝါဒစာဒုတိယစာဆောင်ခန်းကြီးလေးအငယ်၈မှာကိုရောကိုဖြောင့်မတ်သောတရားသူကြီးလို့ခေါ်ထားပါကိုရောဟာထာဝရကာလမှာဖြောင့်မတ်စွာတရားစီမဲ့သူဖြစ်ပါတယ်ကောင်းကင်နိုင်ငံတိဂျေရုဆလင်မြို့တိမှာနေလမလို့တော့ဘူး ဗျာဒိတ်ကျမ်းခန်းကြီး27အငယ်23ကဖယားသခင်ဘုန်းတော်တီထွန်းလင်း၍တိုးတငယ်သခင်ယေရှုသည်ထိုမျိုးဤစီမီဖြစ်တော်မူ၏ကိုရောဟာထာဝရကာလတိုင်အောင်ကျွန်ုပ်တို့ရဲ့အလင်းဖြစ်တော်မူပါလိမ့်မယ်မနေ့ယနေ့နောက်ကာလတိုင်အောင်မပြောင်းလဲတဲ့သခင်ယေရှုကိုသိရှိခြင်းကဒီနေ့ကျွန်တော်တို့ရဲ့အသက်တာနဲ့အမှုတော်ဆောင်ခြင်းအတွက်ဘာကိုဆိုလိုနေပါသလဲအချက်၃ချက်နဲ့ကျွန်တော်ညီကုန်းချုပ်ပါကျွန်တော်တို့ဤတင်းစကားတီတည်မြဲတယ်လောကကြီးကခစ်ပြောင်းသွားပြီး တမန်ကျမ်းစာထဲကတကိုးတွေအနာရောဂါငြိမ်းချင်းတွေကအရင်ခေတ်အတွက်ပဲလို့ပြောကောင်းပြောပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့သတင်းစကားကရှင်းမှာသခင်ယေရှုမပြောင်းလဲဘူးမနစ်ကကိုရောဟောခဲ့တဲ့ကယ်တင်ခြင်းသတင်းစကားကိုပဲယနေ့မှကျွန်တော်တို့ရဲရင့်စွာဆက်လက်ဟောပြောရမှာဖြစ်ပါကျွန်တော်တို့ဆုတောင်းခြင်းဒီတကိုးပါဒါအရန်အရေးကြီးပါကျွန်ုပ်တို့ဟာလွန်ခဲ့တဲ့နှစ်တစ်ထောင်ကတမိုင်းမှာကြံခဲ့တဲ့သခင်ယေရှုကိုဆုတောင်းနေတာမဟုတ်ပါဘူးကျွန်တော်တို့ဟာယနေ့အသက်ရှင်နေတဲ့ယနေ့အနာရောဂါငြိမ်းစေနိုင်တုံးဖြစ်တဲ့ ယနေ့နတ်ဆိုးတွေကိုနှင်ထုတ်နိုင်တော့ဖြစ်တဲ့ယနေ့ကျွန်တော်တို့ရဲ့ဆုတောင်းတန်ကိုနားညောင်းနေတဲ့သခင်ယေရှုကိုဆုတောင်းနေတာပါဒါကြောင့်ကျွန်တော်တို့ဟာအနာရောဂါရှိသူတွေအတွက်ရရင်စွာလက်တင်ဆုတောင်းပေးနိုင်ပါတယ်ကျွန်ုပ်တို့ဤမျှော်လင့်ခြင်းသည်တေချာတယ်သင်ရဲ့ပတ်ဝန်းကျင်အခြေအနေတွေကဘလောက်ပဲဆိုးရွားစွာပြောင်းလဲနေပါစေစိတ်မပြတ်ပါနဲ့နိုင်ငံရေးစီးပွားရေးတွေလူမှုရေးတွေဘလောက်ပဲပြောင်းလဲပါစေကျွန်တော်တို့ရဲ့အနာဂတ်ဟာထာဝရမပြောင်းလဲသောသခင်ယေရှုရဲ့လက်ထဲမှာလုံခြုံနေပါတယ် ချစ်တော်ညီကိုမောင်နှမတို့မနေ့ကခရစ်ဝင်ကျမ်းထဲကသခင်ယေရှုလှုပ်ဆောင်ခဲ့သမျှတကောအမှုအလုံးကိုယနေ့ကျွန်တော်တို့အသင်းတော်ထဲမှာကျွန်တော်တို့အသက်တာထဲမှာကိုတော်လှုပ်ဆောင်နိုင်စွမ်းရှိနေတော့ပါပဲ။ဘာကြောင့်လဲဆိုတော့နောင်ကာလတိုင်အောင်ကိုတော်ဟာထိုနီးတူဖြစ်တော်မူလို့ပါပဲ။ဒီမပြောင်းလဲတဲ့သခင်ကိုကျွန်ုပ်တို့ယုံကြည်ကိုးစားကြပါစို့။ဘုရားသခင်ကောင်းချီးပေးပါစေ။အာမင်။